မင်္ဂလာပါရှင်။ဘာမှဖြစ်တဲ့သတင်းဌာနမှာကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့သတင်းဥတင်ထူးများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရမှာဖြစ်ပါရရှင်။ယခုအချိန်မှစပြီးညောင်ကျိုစကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်သား40နေပါဖမ်းဆီးခံရဆိုတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းများကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ ပဲခေါတိုင်းပြောင်းမျိုးနဲ့ရခိုင်ရိုးမပေါ်ကညောင်ကျိုးတက်စကန်စကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်သား40နေပါကိုအရက်ကတက်မရောအေအေနဲ့ပူပေါင်းတက်တွေကလက်နက်တွေနဲ့တူဖမ်းဆီးခဲ့တယ်လို့အေအေနဲ့နှိဆက်သူတွေကမက်လ14ရက်နေ့မှာပြောပါရယ်အေအေနဲ့ပူပေါင်းတက်တွေကစစ်ကောင်စီရဲ့ညောင်ကျိုးစကန်ကိုဝိုင်းပပိတ်ဆို့တိုက်ခိုက်ချိန်မက်လ13ရက်နေ့မှာအဲ့ဒီစကန်ကစုတ်ခွာလာတဲ့စစ်ကောင်စီတပ်သားချို့ကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါရယ်ဖမ်းဆီးမိတာမရှိဘဲစုတ်ခွာသွားတဲ့တပ်သားတွေလည်းရှိနေသေးတယ်လို့ဆိုပါရယ်လက်ရှိမှာစစ်ကောင်စီတပ်ကညောင်ကျိုး စကန်အနေကချင်းကုန်းတက်စကန်မှာအင်အားစုဖွဲ့ထားတယ်လို့စီရေးအခြေအနေကိုသိရှိတဲ့ဒေတာကန်တွေကပြောပါရယ်။ AA နဲ့ပူအောင်တက်တွေကညောင်ဂျိုစကန်ကဆုတ်ခွာသွားတဲ့စစ်ကောင်စီတပ်သားတွေကိုလိုက်လံတိုက်ခိုက်နေသလိုစစ်ကောင်စီတပ်ကလည်းဒရုန်းနဲ့စစ်တပ်လေတွေရဲ့အုံပြပြီးတိုက်ခိုက်နေသေးပဲလို့ဆိုပါရယ်အခုဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်သားတွေရဲ့အသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးပါဘူးညောင်ဂျိုတက်စကန်နဲ့မိုင်း20ခန့်ဝေးတဲ့ရခိုင်ရိုးမတောင်ကျရအုပ်ရှိပင်မြို့မှာတော့ဒေသခံတွေပုံမှန်တိုင်းသွားလာနေတယ်လို့ဒေသခံတွေက IFA ကိုပြောပါရယ် မနေ့ကညနေပိုင်းအချိန်ကတော့နှစ်ရက်လောက်ဇက်တိုက်လေးရင်တွေသွားတာနနက်ကြီး ပြစ်တာတွေမြို့ပေါ်ကကြာနေရတယ်ဒီနေ့မနက်ပိုင်းတော့အတန်မကြာရသေးဘူးမြို့ပေါ်မှာတော့တည်တည်ငြိမ်ငြိမ်ပဲရှိနေပါတယ်ဒီအခြေအနေတွေနဲ့ပတ်သက်လို့အေးပြောခွင့်ရသူဥခိုင်သူခါနဲ့စစ်ကောင်စီရဲ့ဗဟိုတိုင်းပြောခွင့်ရသူတိုင်းစီဝိုင်းဝန်ကြီးဦးတင်ဦးတို့ကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့်အကြောင်းပြန်လာတာမရှိသေးပါဘူး။အေးအေးကဒုစစ်စင်ဝင်ရောက်လာတဲ့ဗရောင်းမျိုးနဲ့ဟာစစ်ကောင်စီတပ်တွေလက်နက်စိပ်ပိုင်းတွေထုတ်လုပ်တဲ့ကာဝေးပစ္စည်းစေယုံချိုးလဲရှိတာကြောင့်စစ်ရေးအတွက်ရေးပါတယ်လို့စစ်ရေးနိုင်ငံရေးလေလံသုံးသက် ူတွေကပြောပါတယ် ။ပဲခူးတိုင်းမကွေတိုင်းနဲ့အေရီတိုင်းကရခိုင်ရုံးမနဲ့ထိစပ်နေတဲ့အစွန်ဖြာမြို့နယ်တွေမှာ2024ခုနှစ်ကုန်ပိုင်းကလေးကစစ်ကောင်စီတပ်နဲ့အေအေပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားနေပြီးနေမြေချို့ကိုအေအေကထိန်းချုပ်နိုင်ခဲ့တယ်လို့စစ်ရေးချိန်တွေကိုသိတဲ့ဒေသခံတွေကပြောပါတယ်။ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့မြန်မာကလူတန်းကျော်အတွက် WFP ရိတ်ခါထောက်ပံ့မှုရပ်ဆိုင်းဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။မြန်မာနိုင်ငံမှာပဏိပက္ခတွေကြောင့်အကူအညီလိုအပ်မှုမြင့်တက်နေချိန်လူရည်တန်းကျော်အတွက်စားနေရိတ်ခါထောက်ပံ့နာတွေကိုလာမယ့်ဧပြီလကစပြီးရပ်ဆိုင်းသွားမှာဖြစ်ကြ ောင်းကုလသမဂ္ဂကမ္ဘာစားနယ်ရိတ်ခါအစည်းအဝေး WFP ကမတ်လ14ရက်နေ့မှာကျင်းပပါတယ်။ရန်မုံငွေလိုအပ်ချက်အလွန်ကြီးမားလာတာကြောင့်ရတဲ့ရတာဖြစ်ပြီးနောက်ထပ်ရန်မုံငွေအစ်စ်မရရှိတော့ဘူးဆိုရင်ငါးနှစ်အောက်ကလေးကိုဝန်ဆောင်노တိုင်မီကမတန်ဆွမ်းစတဲ့ထိခိုက်လွယ်အုပ်စုတွေကလူရေ3000ခွဲခန့်ကိုပဲဆက်လက်ကူညီနိုင်တော့မယ်လို့ဆိုပါတယ်။ဒီလိုရိတ်ခါထောက်ပံ့မှုတွေရပ်ဆိုင်းတာက WFP ရဲ့အကူအညီတစ်ခုလေးကိုပဲအားထားနေရတဲ့ရီအတွက်စိုးစိုးရွားရွားထိခိုက်နိုင်တယ်လို့ WFP ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကိုလည်း Major Don't ော့ကဒီနေ့ထုတ်ပြန်ကြမှာထည့်သွင်းပြောဆိုပါရယ်အခုပြလာမယ့်အကူအညီရဲ့ဆိုင်မိုရီယာအသက်ရှင်သန်ရေးအတွက် WFP အကူအညီတစ်ခုရဲကိုသာအားထားနေကြရတဲ့နိုင်ငံတော်ကထိခိုက်လေရရလူလူတွေအတွက်ပြင်းပြင်းထန်ထန်ဆွဆွားရိုက်ခတ်နိုင်ပါတယ်။ အခုညရေရဆိုင်မှုက WFP ရဲ့ထောက်ပံ့ကိုပဲအားထားနေရတဲ့ရိုဟင်ဂျာတွေပါဝင်ရခိုင်ပြည်နယ်အလဲပိုင်းကနေရဆုံးခွာသူတသိန်းကိုပါထိခိုက်မယ်လို့လည်းဆိုပါတယ်။မြန်မာလူတွေကိုစားနပ်ရိက္ခာထောက်ပံ့တွေဆက်လက်ပေးအပ်နိုင်မှုအမေရိကန်ဒေါ်လာသန်60အရေးကြီးလိုအပ်နေတယ်လို့ WFP ကပြောပါတယ်။လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်နဲ့တုံ့ပြန်ရေးအစီအစဉ်ရလက်ရှိမှာမြန်မာနိုင်ငံကလူဦးရေ15ဒသမ2တန်းခန့်ဟာတနေ့တာစားနပ်ရိက္ခာလိုအပ်ချက်ကိုပြည့်မီအောင်မဖြည့်ဆည်းနိုင်တဲ့အရေးနဲ့ကြုံနေရတယ်လို့ WFP ကဖော်ပြ ားထားပါတယ်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ရွှေစကြိုတာကောင်ရွာမရွာရင်စစ်တပ်ကအသက်65နှစ်အရွယ်ဦးချစ်မောင်ကိုခေါင်းဖြတ်တက်ပြီးငုတ်တိုင်တွင်ဦးချစ်မောင်၏ခေါင်းကိုစိုက်ထုတ်ခဲ့စစ်တပ်၏တပ်ဖြတ်မှုခံရသူပြည်သူ18ဦးအထိရှိလာဆိုတဲ့သတင်းပဲဖြစ်ပါရှင်။မကွေးတိုင်းရွှေစကြိုမြို့နယ်တာကောင်ရွာမရွာရင် အကြမ်းဖက်စစ်တပ်ကပြည်သူတို့ကိုခေါင်းဖြတ်တပ်ပြီးခေါင်းဝငုတ်တိုင်တွင်စိုက်ခဲကပြည်သူ6ဦးရုပ်အလောင်းများကိုထပ်မံတွေ့ရှိရသဖြင့်စစ်တပ်၏တပ်ဖြတ်မှုခံရသောပြည်သူ18ဦးထိရှိလာကြောင်းရေစကြိုတောင်ရှိတ် info committee အဖွဲ့မှတောင်ရှိသူတို့ကရန်ကုန်ခေတ်သစ်တွင်ဌာနထံသို့ပြောဆိုသည်မရှလ9ရက်နေ့မှ10ရက်နေ့ထိရေစကြိုမြို့နယ်တောင်ကောင်ရွာမှဂျေရွာကိုစံဘတ်စစ်တပ်ကစစ်ကြောင်းတို့ဝင်ရောက်စီးနင်းခဲ့ကြောင်းစစ်ကြောင်းထွက်ခွာသွားပြီးနောက်ပြည်သူများကဂျေရွာတွင်ပြန်လည်ဝင်ရောက်ချိန်တွင်စံဘတ်စစ်ကောင်စီတပ်သားများနှိပ်စက်မီးရှို့တပ်ဖြတ်ခဲ့သောပြည်သူ18ဦး ရုပ်အလောင်းများကိုတဖြည်းဖြည်းတွေ့ရှိလာရကြောင်းသိရှိရသည်။အကြမ်းဖက်စစ်ကောင်စီတပ်သားများသည်တောင်ကောင်လေးရွာမှအသက်65နှစ်အရွယ်ဦးချင်မောင်ကိုကောင်းဖြတ်တပ်ပြီးမိရှို့ထားသောဦးကောင်ကိုငုတ်တိုင်တစ်ခုပေါ်တွင်တင်ထားခဲ့ကြောင်းတောင်ကောင်ရွာမှရွာမှအသက်42နှစ်အရွယ်ဦးသမင်းလှိုင်ကိုလည်းနှိမ့်ဆက်တပ်ဖြတ်ပြီးရုပ်အလောင်းကိုမြေမြုပ်ခဲ့ကြောင်းသိရသည်။ထို့ပြင်စစ်ကောင်ကြီးရွာတွင်ဝင်ရောက်လာစဉ်တွင်တင်းရှောင်နိုင်ခြင်းမရှိဘဲနေအိမ်တွင်ကျန်ရစ်နေခဲ့သောတောင်ကောင်ရွာမှရွာမှအသက်62နှစ်အရွယ်ဦးအောင်နှင့်အသက်80အရွယ်ဒေါ်စန်းဝေတို့ကိုလည်းမိရှို့တပ်ဖြတ်ခဲ့ကြောင်းအကြမ်းဖက် ်ဆေကောင်စီတပ်သားများဖမ်းဆီးလာတော့အမိမသိပြည်သူနှုတ်ဤရုပ်အလောင်းများကိုလည်းတွေ့ရှိခဲ့ရကြောင်းသိရှိရသည် လလုံးစဲရုပ်အလောင်းတွေပြီးအတီးပြူနိုင်တာ15ဦးရှိပါတယ်။နှစ်ဦးကတော့ဘသူဘဝဆိုတော့အတီးမပြူနိုင်သေးဘူး။စုစုပေါင်းတပြက်ခင်ရတို့က18ဦးထိရှိသွားပါပြီ။စစ်ကောင်စီတပ်သားတွေရဲ့လောက်ရကိုပြောစရာစကားလုံးကိုရှာမရတော့ဘူး။ရုံမှာရက်ဆက်လွန်ပါတယ်။လူစိတ်ကိုပြောင်းနေကြတာ။ရွာသူရွာသားတွေခလေးငယ်လေးတွေကိုရမဲ့ကြရမဲ့ဖြစ်ပြီးတုံလုံးချောက်ချကြတာမမြင်ရက်ဆရာပါပဲဟုရေစကျိုးတောင်းရှိတ် info company အဖွဲ့မှတောင်းရှိသူတို့ကပြောဆိုသည်။အကြမ်းဖက်စစ်ကောင်စီတပ်သားများသည်တာကောင်ရွာမှာရရင်တက်ဆွဲနေထိုင်စဉ်နေရင်တွင်ရှိပြည်သူပိုင်ရွှေငွေအပါ ါဝင်တမိုးစီးပစ္စည်းများကိုလည်းမှွေနှောက်ယူဆောင်သွားပြီးအိမ်မွေးတိရစ္ဆာန်များကိုလည်းတက်ဖြတ်ချက်ပြုတ်စားတောက်သွားကြောင်းထို့အပြင်အစာရေစာ ပြည့်ရခိုင်းနှုန်းများပြားလည်းတည်ဆုံခဲ့ကြောင်းသိရသည်အဆိုပါစံဖက်စစ်ကောင်စီတပ်သားများသည်မြေစွန်းနော်ရွာတွင်ဝင်ရောက်တက်ဆွဲစဉ်ကဇေယျနေပြည်သူအသက်80ကျော်အရွယ်ဦးဟန်တိန်အသက်60အရွယ်ဦးထေမြင့်အသက်88နှစ်အရွယ်ဦးတန်မနီအသက်60နှစ်အရွယ်ဒေါ်တန်ပြေအသက်86နှစ်အရွယ်ဒေါ်လောင်ငိအသက်69နှစ်အရွယ်ဦးကြည်သေးအသက်69နှစ်အရွယ်ဦးအောင်မြန်း အသက်35နှစ်အရွယ်ကိုတန်စင်အသက်40အရွယ်ကိုအောင်လင်းနိုင်တဲ့မောလကချန်ရွာမှာအသက်80နှစ်အရွယ်ဦးညုံဝေအသက်50အရွယ်ဦးစံဝင်းတို့ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းရေစကြိုတောင်ရှိ info company အဖွဲ့မှတောင်းရှိသူတို့ကရှမ်းကုန်းခေတ်တည်တဲ့ဌာနတန်းတို့ပြောဆိုသည် ဆလာဘိမြောင်းမြုံနယ်ပန်းညိုရွာရှိစာတင်ကျောင်းနဲ့နေ90ကျော်ကိုစစ်တပ်ကမီးရှို့ဖျက်ဆီးပြီးမြေတော်ရွာကိုမီးရှို့နေဆွေးတဲ့ရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမြောင်းမြုံနယ်ပန်းညိုရွာရှိစာတင်ကျောင်းနဲ့ပြည်သူနေအလုံး90ကျော်ကိုစစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ကြောင်းမြောင်းမြုံနယ်ပြည်သူကောက်ရည်နှင့်လုံခြုံရေးဖွဲ့ CDSOM မှကိုနွေဦးမြောင်းကရန်ကုန်ခေတ်တည်တရင်ဌာနထံသို့ပြောဆိုသည်မက်ရှလစနေရနေ့ကညနေ4နာရီမှစပြီးမြောင်းမြုံနယ်ပန်းညိုကျေးရွာတွင်စစ်ကောင်စီကကြီးတက်ရေတံတစ်ခုပေါင်းကပိတ်ဆို့ရေးဝင်ရောက်ခဲ့ပြီးပြည်သူပိုင်းနေမြောင်းကိုမီးရှို့ဖျက်ဆီးခဲ့ ောင်းထို့သို့မီရှိုခံရမှုကြောင့်စာသင်ကျောင်းနှင့်ပြည်သူနေအိမ်များကိုလုံး90ကျော်ပြကျခဲ့ကြောင်းသိရသည် လင်းမြေရှင်းလင်းတော့ပြည်သူတွေတက်ဖြတ်ခံနိုင်ရတာမျိုးတော့မတွေ့ဘူးအားလုံးကရှောင်းတိန်နေကြတာဆိုတော့ရှောင်းတိန်ချိန်ကလည်းနှစ်ရက်လောက်ကြိုရလိုက်တာဆိုတော့ဒါပေမဲ့မိရှုခံထားရတဲ့ဟာတွေကစစ်ပေးရှောင်းနေတဲ့စာတင်ကြောင်းမို့စာလဲတင်နေစစ်ပေးရှောင်းတွေလည်းထားတယ်အဲ့ဒီကြောင်းကိုတော့အတေကထားပြီးရှုသွားတာအဆောင်၃ဆောင်ရှိတာကို၃ဆောင်လုံးရွှေသွားတာတစ်ဆောင်တစ်ဆောင်ဆိုရင် ပေတရာကျော်ရှိတဲ့တစ်သားဆောင်က၂ဆောင်ရှိတာအဲ့ဒီ၂ဆောင်လုံးကပြာကျသွားတယ်အုံနဲ့လှုပ်ထားတဲ့အဆောင်ကတော့ကြီးပုံတွေပဲလောင်ပြီးမှန်တွေကွဲသွားတာပေါ့ပြီးတော့ဇန်နဲ့အုပ်တွေကတော့မီးမလောင်နိုင်လို့ပြီးတော့ပြည်သူနေနေ င်ကတော့90ကျော်လာမီရှိုးခံလိုက်ရတယ်ကို၎င်းကရှင်းပြသည်ထိုစစ်တပ်စစ်ကြောင်းကယနေ့ match လ14ရက်နေ့နနက်6နာရီခန့်တွင်ပန်းညိုရွာမှရေစကြိုမြို့နယ်မြေတော်ရွာသို့ထွက်ခွာသွားပြီးနနက်7နာရီခန့်တွင်မြေတော်ရွာအရောက်ပြည်သူနေအမြောက်ထပ်မံမီရှိုးလျက်ရှိကြောင်းသိရှိရသည် လုံငင်းသည့်ဖေဖော်ဝါရီလကနေကမြောင်မြို့နယ်နှင့်ရေစကြိုမြို့နယ်ဆက်ရေလက်ကျွန်းဒေသတို့စစ်တပ်ကကြီးတပ်ရေတပ်ပေါင်းကအင်အားလုံးရင်ဖြင့်ဝင်ရောက်၍ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်း၊နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်းများလှုပ်ဆောင်နေသောကြောင့်ဒေသနှင့်ပြည်သူတောင်းချီကဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ပိုလိုတူတက်စကန်တိမ်ပိုက်ပြီးကရင်မျိုးသားလန်လွင်တင်ဆိုတဲ့တွင်ပဲဖြစ်ပါရခြင်းမြန်မာတိုင်းနယ်စပ်အနေရှိပိုလိုတူတက်စကန်ကိုယနေ့မတ်လ14ရက်နေ့ကပိုင်းတွင်တိမ်ပိုက်နိုင်ခဲ့ပြီးနောက်တက်စကန်ထိပ်တွင်ကရင်မျိုးသားအလန်ကို KN ယူကရင်အမျိုးသားအစည်းအဝေးကလွင့်တင်ထားကြောင်းတရင်ရရှိသည်။ပိုင်ဂျုံမြို့နယ်အတွင်းရှိတက်တန်းရဲ့ပူလူတူတက်စကန်ကို0.48ကိုသိမ်းပိုင်ရန် KNU လအောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်ဖွဲ့များကပြီးခဲ့သည့်ဖေဖော်ဝါရီလနောက်ဆုံးပတ်မှစတင်ကနေ့စဉ်စတိုက်တိုက်ခိုက်ခဲ့သည်။ယနေ့နနက်ပိုင်းတွင်ဆိုပါစကန်ကောင်ကိုအပိသက်ထိန်ချုပ်နိုင်ခဲ့ခြင်းဖြစ်သည့်တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးခဲ့ပြီးလက်နက်များနဲ့တူထိုင်းနိုင်ငံဘက်သို့ထွက်ပြေးသွားသူ17ဦးထက်မနည်းရှိကြောင်းသိရသည်။ထို့ထွက်ပြေးသွားသူများကိုထိုင်းစစ်တပ်ကကူညီ ထားကြောင်းထိုင်းသတင်းများတွင်ဖော်ပြထားသည်ထို့ပြင်တိုက်ပွဲအတွင်း KNL နှင့်ပူးပေါင်းတပ်ဖွဲ့များကလက်နက်ခဲယံနှင့်မီးကျောက်ပစ္စည်းများသိမ်းဆည်းနိုင်ခဲ့ကြောင်းသတင်းရရှိပါသည်